ရန်ကုန်ဘယူတီလန်းဟိုတယ်လူသက်မှုရဲထုတ်ပြန်ချက်တန်ရများစွာရှိနေအားလုံးပဲမင်္ဂလာပါ။အော်ဒီယိုဘိုင်ကွီးစော် channel ကနေကြိုဆိုလိုက်ပါတယ်။ channel လေးကို like and subscribe မနစ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အမျိုးသမီးတူဦးအားခနာကိုစိတ်ပိုင်းများကို အပိုင်းပိုင်းဖြတ်တောက်၍ရဲရဲဆက်ဆက်တက်ဖြတ်ခဲ့သောရန်ကုန်မြို့လေကောင်ဘယူတီလန်းဟိုတယ်လူသက်မှုကျူးလွန်သူသည်ဂိမ်းဆွဲနေသည့် ဆက်ရှင်နှင့်အရွယ်လူငယ်ဖြစ်ပြီးစိတ်တစားဆက်ဆံတက်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုစစ်ကော်မရှင်၏ထုတ်ပြန်ချက်အပေါ်တနင်္လာများစွာရှိနေကြောင်းပြည်သူများနှင့်ရဲရရှိ ဟောင်းတချို့ကဝေဖန်နေကြပါသည်။အော်တိုဘာ6ရက်တွင်ရန်ကုန်မြို့ဗဘဲတန်းမြို့နယ်ရှိ Beauty Land Hotel အခန်းအမှတ်902ဗရင်မောက်အပြင်ပန်းအဲကွန်းအောက်တိုးနှစ်ခုကြားအမှတ်8အတွင်အလောင်းတွေ့ရှိကြောင်းသတင်းအရရဲတပ်ဖွဲ့ဝင်များတွားရောက်ဆစ်ဆေးရာ အမှတ်8အတွင်း၌ဝမ်တွင်ဂလီစာများနှင့်ဝက်ဘက်ပေါင်အသားများလှီးဖြတ်ထုတ်ယူခံရသည့်အမျိုးသမီးတဦးအလောင်းတွေ့ရှိရသဖြင့်ဗဘဲတန်းမြို့မှရဲစခန်း၌ရာဇသက်ကြီးပုံမှန်300နှစ်ဖြင့်အမှုဖွင့်ဆစ်ဆေးခဲ့ကြောင်းဆိုထားပါသည်ထို့နောက်ဆစ်ဆေးဖော်ထုတ်ခဲ့ရာတည်ဆုံးသူမှာဘကိုးတိုင်းနဒလင်းမြို့နယ်နေမတ်စုမြဝင်း23နှစ်ဖြစ်ကြောင်းနှင့်ပြမှုကျွလွန်သူများမှာတာကိတာမြို့နယ်နေအောင်ခန့်ကျော်စင်16နှစ်နှင့်၎င်း၏ရည်စားဖြစ်သူဗဟန်းမြို့နယ်နေ အေမွန်အောင်ဆက်ရှိနေတို့ဖြစ်ကြောင်းအော်တိုဘာ9ရက်တွင်၎င်းတို့၏နေအိမ်အသီးသီး၌ဖမ်းဆီးရမိခဲ့ပြီးအောင်ခန့်ကျော်စင်၏နေအိမ်မှပြစ်မှုကျူးလွန်စဉ်၎င်းဝစ်စင်အုံပြုခဲ့သည့်ဝစ်စားများစတီးဓာတ်နှောင်းတေဆုံးသူကန်ဆောင်သော လက်ကင်ဖုန်း3လုံးအပါဝင် လက်ကင်ဖုန်း3လုံးနှင့်ဆက်ဆက်ပစ္စည်းများတင်းစီရရှိခဲ့သည်ဟုဆိုပါရယ်ပြစ်မှုကျူးလွန်သူအောင်ခန့်ကျော်စင်၏ဖက်ဆိုချက်အရ၎င်းသည်ဂိမ်းအလွန်ကျွံကစားခြင်း လူသက်လောင်းဖြောင့်သည့်နိုင်ငံခြားဇလံတွဲများအလွန်ကျွံကြည့်ရှုလေရှိကြောင်းအော်တိုဘာ9ရက်တွင် လီဒါမြေရှိ Telegram Channel မှတဆင့်မတ်စုမြဝင်းအားပျော်ပါရန်အခကျင်းဝင်ဖြင့်ခေါ်ယူခဲ့ကာ Beautyland Hotel အခန်းမှ902၌ပျော်ပါနေစဉ်မတ်စုမြဝင်းအားအသင့်ယူဆောင်လာသော စတီးဒါနှစ်ချောင်းဖြင့်ရက်ဆက်စွာတက်ဖြတ်ခဲ့ပြီးဝမ်တွင်းဂလီဇာများနှင့်ဝဲဘက်ပေါင်းအသားများပြီးဖြတ်ထုတ်ယူကာစွန့်ပစ်ခဲ့ကြောင်းထို့နောက်၎င်း၏ရည်စားဖြစ်သူ မန်အေးမွန်အောင်အားအဆိုပါဟိုတယ်သို့ခေါ်ဆောင်ကာအခန်းတွင်းရှိသွေးများတန်ရှင်းပြုလုပ်ခြင်းမဆုမြတ်ဝင်းဤအလောင်းဖျောက်ဖျက်ခဲ့ကြောင်းဖော်ထုတ်ရရှိခဲ့သည်ဟုထုတ်ပြန်ထားပါသည်ထိုဖြစ်စဉ်တွင်စစ်ကော်မရှင်ရဲတပ်ဖွဲ့ဤထုတ်ပြန်ချက်အရအသက်ခံရသူမျိုးသမီးအားပြည်ဒဏ်စာဖြင့်ပေါ်ပြထားသလိုကျူးလွန်သူမျိုးသားကိုလည်းစိတ်ပိုင်းဆိုင်ရာ ချိုရင်းအားနည်းနေသူဖြစ်ပေါ်ပြထားခြင်းသည်ပြစ်မှုကိုခွင်းလုံးကျွတ်ဖြစ်ရန်ပုံဖော်ထုတ်ပြန်ထားခြင်းဖြစ်နိုင်ကြောင်း အနှစ်30ခန့်ရဲလုတ်သက်ရှိခဲ့သည့်ရဲအရာရှိဟောင်းတူကပြောပါတယ်။၎င်းကအမှုဆဆွဲကလေးကပုံမှန်က300နှစ်တခုပဲထည့်ထားတယ်။အမှန်က ဖြစ်တဲ့အမှုသေးတွေကစပြီးထည့်ရမှာဟိုတယ်ကို ခေါ်လာတဲ့သွေးဆောင်ဖျားယောက်မှုကြိုတင်ကြံစီမှုမရင်းကျင့်မှု လူသက်မှုအလောင်းဖြောက်ဖြက်မှုအ धिक ဓာရီအလုံးပါရမယ်။အခုကသေးတဲ့အထိပြည့်တဲ့ချမှတ်ရနိုင်တာကို သူတို့လိုချင်တဲ့ပုံစံအမှုတိဆောက်ထားပြီးတော့ ပြစ်ဒဏ်လုံးဝမကျအောင်တိဆောက်ထားသလိုမျိုးဖြစ်နေတယ်ဟုပြောပါတယ်။ထိုဖြစ်စဉ်နဲ့ပတ်သက်ပြီးစိတ်ပိုင်းဆိုင်ရာသူတည်သနာပြုသူတဦးကလည်းပြစ်မှုကျူးလွန်သူသည် အမှန်တကယ်စိတ်ပိုင်းဆိုင်ရာအားနည်းနေသူဖြစ်ပါကတပ်ဖြတ်မှုအပြီးအလောင်းဖြောက်ဖြတ်မှုများကိုစနစ်တကျလှုပ်ဆောင်သွားခြင်းမရှိနိုင်ကြောင်းပြောဆိုထားပါတယ်။လူတက်တရခင်အောင်ခန့်ကျော်စင်ဤထွက်ဆိုချက်များမှာလူတက်တရခင်အောင်ခန့်ကျော်စင်ကဂိမ်းစော့များပြီးစိတ်မတည်ငြိမ်ဖြစ်ကား လူသက်ချင်းစိတ်ပေါ်ပေါက်လာကြောင်းအမျိုးသားချင်းတပ်ပါကပြန်လည်ခုခံပြီးဆိုးသဖြင့်အမျိုးသမီးတယောက်ကိုတတ်ရန်ရည်ရွယ်ခဲ့ကြောင်းလူသက်ရန်ဓာအလောင်းထည့်ရန်ပလတ်စတစ်အိတ်နှင့်သွေးများကိုချွတ်ရန်အစွန်းချွတ်သည့်အက်ဆစ်ပလင်းများကိုဝယ်ပြီးတက်ခုနေကြ32လမ်းရှိ Beautyland Hotel သို့အောက်တိုဘာ9ရက်ကသွားခဲ့ကြောင်းဟိုတယ်ရောက်သောတမိုင်းဒိတ်ကဲဆာဗစ်ချန်နယ်၌ကြော်ညာတင်ထားသောအပျော်မဲတအုပ်ကိုခေါ်ခဲ့ကြောင်းအပျော်မဲရောက်လာချိန်တွင်လေဝင်းကိုညှစ်ပြီး ရင်ဘတ်ကိုဓားဖြင့်ထိုးခဲ့ကြအောင် ထို့နောက်ပေါင်သားများကိုလှိကအိမ်သာနှင့်ထဲ့ခဲ့ကြအောင်ဝမ်းဖိုက်ကိုခွဲကကလီဇာများကို အမိုက်အိတ်ထဲထည့်ပြီးဗိုလ်ချုပ်လန်းထောက်အမိုက်ပုံထဲမှာထည့်ခဲ့ကြအောင်ထို့နောက်ဤစားဖြစ်သူအင်းမအောင်ကိုခေါ်ပြီးလူတက်မိကြောင်ပြောကအလောင်းထည့်ထားသည့်အိတ်ကိုပရင်ပေါက်ဖြန့်ပြီးအဲကွန်းအော်တိုယူနစ်ပေါ် တင်ခဲ့ကြအောင်ထို့နောက်လူတက်မှုကျွလွန်သည့်ဓားကိုထုတ်ပိုးခြင်းအခန်းရှိသွေးများဆေးကြောခြင်းပြုလုပ်ကချက်ကောက်လုပ်ကြအောင် လူတက်ရင်ရုံရင်ဆံကဖြစ်သည်ဖြင့်အခန်းနရန်ဈေးကွာသည်ဖြင့်ရောကြီးကိုတောင်းပေးခဲ့ရကြောင်းထို့နောက်မှာဟိုတယ်မှထွက်ခဲ့ပြီးလမ်းခွဲကပြစ်မှုကျွလွန်သည့်ဓားကိုမဟာဗန္ဓုလတရားပေါ်မှာပြစ်ချခဲ့ကြောင်းတရားခမ်းမဝန်ခံထွက်ဆိုချက်ပေးထားကြောင်းသိရပါသည်